အားလုံးသိပြီးတဲ့အတိုင်း28ရက်နေ့မတ်လ2025ရက်နေ့12:50မိနစ်မှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့သခိုင်းမြို့16ကီလိုမီတာအကွာကနေဗဟိုပြုပြီး7.7မဂနီကျူပြင်းအားရှိတဲ့ငလင်တစ်ခုလောက်ခတ်ခဲ့ပါတယ်ပထမဆုံးငလင်လှုပ်ပြီးလို့မရှိမနှောင်းပါပဲနောက်ထပ်7.4ပြင်းအားရှိတဲ့ငလင်ကို7မိနစ်အကြာမှာထပ်လှုပ်လာပါတယ်လှုပ်ခတ်တဲ့အချိန်အဖြစ်အများကြီးမကြပါဘူးမြေငလင်လှုပ်ခတ်မှုမှာကျွန်တော်တို့ချစ်ရတဲ့သူတွေ အိုးအိမ်တွေဖျားကြောင်ကတွေနဲ့ဘာသာရေးအဆောက်အအုံတွေရှေးဟောင်းယဉ်ကျေးမှုအမွေနဲ့တွေအများကြီးကိုကျွန်တော်တို့ဆုံချုံခဲ့ရပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့တွေငလင်ဖြစ်ပြီးပထမဆုံး10ရက်အတွင်းမှာဘလို့ဖက်တန်းခဲ့ကြရတယ်ဆိုတာတွေနဲ့ကုညီကဆရေးအတွက်ငလင်ဖြစ်ပြီး10ရက်အတွင်းမှာဘာတွေသင်ယူခဲ့ရတယ်လဲဆိုတာကိုမျှဝေထားပါတယ်ပထမဆုံးအနေနဲ့ပြင်းထန်တဲ့ငလျင်ကြီးတွေရဲ့နောက်မှာ နောက်ဆက်တွဲငလျင်တွေစပ်ပါလာနိုင်တာမို့ငလျင်ကြီးတွေပြီးပြီးချင်းအဆောက်အအုံတွေရဲ့တောင်းဝင်တဲ့အမားမျိုးမလုံးမီဖို့တင်ယူခဲ့ရပါတယ်။ကျွန်တော်တို့နိုင်ငံမှာဒီလိုအမားမျိုးတွေလုံးမီလို့ပထမငလျင်ကြီးမှာမထိခိုက်ခဲ့ပေမဲ့နောက်ဆက်တွဲငလျင်လောက်ကမှုမှာအသက်ဆုံးရှုံးရသူတွေရှိခဲ့ပါတယ်။ဒုတိယအနေနဲ့ငလျင်ဆိုတာဟာအခြားသဘာဝဘေးအန္တရာယ်တွေလို့ကြိုတင်သိနိုင်တဲ့အရာမျိုးမဟုတ်တဲ့အတွက်ကြောင့ နလင်းအနေနဲ့အတွက်အမြဲတမ်းသတိရှိနေပြီးကြိုတင်ပြင်ဆင်ထားဖို့လိုတယ်ဆိုတာသင်ယူခဲ့ရပါတယ်။နလင်းတန်ရုတ်တရက်ခံရရင်အရေးပေါ်ဆေးပစ္စည်းတွေနဲ့အရေးပေါ်အစားစားတွေအရေးပေါ်တုံ့ပြန်ရမယ့်အခြေအနေတွေကအစနလင်းတန်ကိုခံနိုင်မဲ့အဆောက်အဦဒီဇိုင်းတွေအစုံကြိုတင်ပြင်ဆင်ထားရမယ်ဆိုတာသဘောပေါက်လာကြပါတယ်။ နောက်တစ်ချက်အနေနဲ့ငလင်တန်ခါရပြပြချင်းအချိန်တွေဟာအရန်အရေးကြီးတယ်ဆိုတာကိုသိလာရပါတယ်။တိုင်တွေအဆောက်အဦတွေကြာမှာပြိမိတဲ့သူတွေကားလန်းတွေပေါ်မှာအက်ဆီဒန့်ဖြစ်လာတဲ့သူတွေဟာငလင်ဖြစ်ပြီးခဏချင်းမှာပဲအများအများရှိလာပါတယ်။ကယ်ဆယ်ရေးရှင်တွေဟာလည်းအများအဖြစ်အဆောက်အဦတွေအောက်မှာထားတာမို့ငလင်တန်ခါရပြတဲ့အချိန်မှာအဆောက်အဦတွေအောက်မှာပြိမိကုန်တဲ့အတွက်ကုညီကယ်ဆယ်ရေးမှာအခက်တွေကုန်ရပါတယ်။ ဒီတော့ကျွန်တော်တို့အနေနဲ့အရေးပေါ်ငလင်ကယ်ဆယ်ရေးအတွက်အသုံးပြုရမယ့်ရင်တွေကိုအဆောက်အဦတွေရဲ့အောက်မှာထားမဲ့အစားဝင်ရထွက်ရလွယ်တဲ့မြေပြင်ဒါမှမဟုတ်အမိုးအကာတွေအောက်မှာထားတင်နေဆိုတာကိုလည်းထပ်မံသိယူခဲ့ရပြန်ပါတယ်နောက်တစ်ချက်အနေနဲ့ငလင်ဖြစ်ပြီးပြီးချင်းမှာရေအစားအစာစေးဝါးတွေနဲ့ဆက်သွယ်ရေးအပြင်ဖျက်ဆစ်မီတွေဟာလည်းပြတ်တောက်သွားတတ်ပါတယ် ပုံမှန်ဖွင့်နေကြဈေးဆိုင်တွေစီးဆိုင်တွေဟာငလင်ဖြစ်ပြီးပြီးချင်းနိုင်ပိုင်းတွေမှာပဲငလင်တန်ခါရပြီးပြက်စီသွားနိုင်တဲ့အတွက်တပ်ပြုံးနဲ့တပ်ပြုံးချိတ်ဆက်ထားတဲ့လမ်းတွေတံတားတွေဟာလည်းငလင်တန်ခါရပြီးပြက်စီနိုင်တာမို့ကို့မှာရှိနေတဲ့လက်ကျန်အစားအစာရေနဲ့ဈေးဝါတွေကိုအကူအညီတွေမရမချင်းချိုးချံချွေတာပြီးတုံးကြရမှာလည်းဖြစ်ပါတယ် နောက်တစ်ချက်အနေနဲ့ငလင်းတန်းဖြစ်ပြီးပြီးချင်းအချိန်ကာလတွေမှာစိတ်ရခွန်အားတွေပေးနိုင်မှုအများကြီးလိုအပ်ပါတယ်။ငလင်းတန်းကို ခံစားရတဲ့သူတွေဟာမိသားစုဝင်နဲ့အိုးအိမ်တွေ ဆုံးရှုံးရတဲ့အတွက်ဝမ်းနည်းမှုတွေအပြင်ငလင်းကိုနဖူးတွေ့ဒူးတွေ့ကြုံခဲ့ရတဲ့အတွက်ကြောက်စိတ်တွေဖြစ်ပေါ်လာပြီးအနာဂတ်အတွက်စိုးရိမ်စိတ်တွေအများကြီးဖြစ်လာတတ်ကြပါတယ်။ဒီအချိန်မှာလူသားချင်းစာနာစိတ်တွေနဲ့ တယောက်ကိုတယောက်ဖိမကူညီပြီးမျော်လင့်ချက်တွေရှိလာနိုင်ဖို့အားပေးကူညီကြဖို့လိုအပ်ပါတယ်။စာနာစိတ်တွေနဲ့မျှဝေတတ်ဖို့လိုအပ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကူညီကယ်ဆယ်ရေးအပိုင်းမှာလိုအပ်တဲ့အရာတွေကိုအကြံပြင်းသင်ယူခဲ့ရပြန်ပါတယ်။ match တွေလက်အိတ်တွေဆောက်အူဖြူဖြတ်ရမှာအသုံးပြုတဲ့စက္ကရိယာတွေမီးစက်တွေအောက်ဆီဂျင်အိုးတွေနဲ့ဓာတ်ဗော်ရီထိတ်တွေအ திக လိုအပ်နိုင်ပြီး ဖြစ်နိုင်ရင်အပူအာယုံခံကိရိယာတွေနဲ့အဆောက်အဦတွေအောက်မှာရှိနေနိုင်တဲ့လူတွေကိုနန်းနန်းရှာဖွေနိုင်မှုလိုအပ်ပါတယ်။나이ပေါင်း100ကျော်မှကယ်ဆယ်နိုင်ပြီးအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တဲ့သူတွေကိုလည်းတွေ့ရတဲ့အတွက်ကြောင့်ငလင်ဖြစ်ပြီးပြိုပြက်နေတဲ့အဆောက်အဦတွေရဲ့အောက်မှာဘဏ္ဍာရီအသက်ရှင်နေတယ်လဲဆိုတာကိုလည်းမှတ်တမ်းတစ်ခုအနေနဲ့သင်ယူခဲ့ရပါတယ်။နောက်ဆုံးအချက်အနေနဲ့ကတော့ငလင်တန်ခံရတဲ့နေရာတွေမှာ ပြည်တွင်ပြည်ပကရသမြအကူအညီတွေစားနပ်ရိက္ခာတွေကိုလိုအပ်နေတဲ့အပြင်လက်တလောအုပ်ချုပ်နေတဲ့အစိုးရရဲ့ policy ပေါ်မူတည်ပြီးငလင်တန်ခံရသူတွေရဲ့အပြက်စီအဆုံးရှုံးဟာအမြန်ဆုံးကုစားလာနိုင်လိမ့်မလားဒါမှမဟုတ်အချိန်အတိုင်းသာဘလောက်ထိကြာသွားနိုင်မလဲဆိုတာကိုပါတပါးတည်းတင်ယူလိုက်ရပါတယ်ဒါကတော့ငလင်ဖြစ်ပြီးဆေးရအတွင်းမှာကျွန်တော်တို့တင်ယူလိုက်ရတဲ့ငလင်ကပေးတဲ့သင်ခန်းစာတွေပဲဖြစ်ပါတယ်ဒီသင်ခန်းစာတွေကနေပြီး နောက်ထပ်ဖြစ်ပေါ်လာနိုင်တဲ့ငလင်ဘေးအန္တရာယ်တွေမှာထိခိုက်ပျက်စီးဆုံးရှုံးမှုအ ਨੇ ဆုံးဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲဆိုတာတွေနဲ့ဘယ်လိုကူညီနိုင်ကြမလဲဆိုတာတွေကိုပိုမိုသိရှိပြီးအထောက်အကူရလာနိုင်မှုမျှော်လင့်ပါတယ်။အားလုံးဒီငလင်ဘေးအန္တရာယ်ကနေအမြန်ဆုံးအဆင်ပြေနိုင်ကြပါစေ။